ီနေ့မှာလူနှက်ခက်ရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြီးခဲ့တော့တစ်ခေါက်တုန်းကနှက်နှက်ခက်ရဲ့အကြောင်းတင်ဆက်ပေးပြီးဖြစ်ပါတယ်။ဒီတစ်ခါမှာတော့လူနှက်ခက်တို့ရဲ့စိတ်နေစိတ်ဓာတ်အကြည့်စရိုက်ပြုပြင်ရမယ့်ချက်သတိထားရမယ့်အချက်လေးကိုအသေးစိတ်လေးဖတ်ကြားပေးမှာဖြစ်ပါတယ်။အခုဗီဒီယိုကို YouTube Channel ကနေကြည့်နေဆိုရင်ဗီဒီယိုလေးမစတင်ခင်မှာ Subscribe လုပ်ပြီးတော့ Comment လေးကိုနှိပ်ထားပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ Facebook ကနေကြည့်စုနေတဲ့မိတ်ဆွေများအတွက်တော့ Follow ပါလေးတစ်ချက်လောက်နှိပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ကဲဒါတွေလုပ်ပြီးဆိုရင်ကျွန်တော်စားကြရအောင်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်မောင်တုကပါလူနှက်ခက်အကြောင်းကို မပြောပြခင်မှာမိတ်ဆွေရဲ့နှက်ခတ်ကိုမိတ်ဆွေတိထားရမှာဖြစ်ပါတယ်။နှက်ခတ်တိဖို့ဆိုရင်မိတ်ဆွေရဲ့ခုနှစ်ကိုလည်းတိရမှာဖြစ်ပါတယ်။မြန်မာခုနှစ်ကိုတိပြီဆိုတာနဲ့အခုကြောင်ပြတဲ့ဘုံကိုကြည့်ပါ။ဓာတ်ပုံရဲ့အပေါ်မှာနှက်ခတ်တွေရှိပါတယ်။ကိုယ့်ရဲ့ခုနှစ်ကဘယ်အကွက်မှာရှိနာလဲ။ကိုယ့်ခုနှစ် အကွက်ရဲ့အပေါ်တက်တဲ့ကိုကြည့်လိုက်ပါ။အဲ့ဒီနှက်ခတ်ကမိတ်ဆွေရဲ့နှက်ခတ်ဖြစ်ပါတယ်။လူနှက်ခတ်လူနှက်ခတ်ပိုင်စင်များကစကားပြောဆိုမာကြောတဲ့သူတွေဖြစ်ပါတယ်။ ပြတ်သားတတ်တယ်။တွေဝိုက်ပြီးတော့ပြောရတဲ့တက်တဲ့မက်မက်ကိုပြောရတာပိုပြီးတော့သဘောကျတဲ့သူတွေဖြစ်ပါအပြောကျန်တဲ့လောက်စိတ်ထားနူးညံ့တဲ့သူတွေဖြစ်ပါတယ်။ကိုကာယအားဖြင့်မြို့သူအပေါ်မှာရံပြုလို့စိတ်လုံးဝမရှိပါဘူး။လူနက်ခတ်ပိုင်စဉ်တို့ရေဘဝတွင်ဒုက္ခနဲ့ဒုက္ခကိုဆင်လာခဲ့မယ်ဆိုရင်ဒုက္ခကပိုပြီးတော့ရင်ဆိုင်ရတဲ့သူတွေဖြစ်ပါတယ်။ဘဝအတိမြင်ဘဝတွေ့ကြုံကလည်းအယံများပြားတဲ့သူတွေဖြစ်ပါတယ်။လက်တွေ့ဆန်တော့ဘဝကိုပြတ်တန်းရသူများဖြစ်တဲ့ပြည်စိတ်ကူးရင်မှုနေပါသူများလည်းဖြစ်ပါတယ်။ဘဝဖန်သမရွယ်မှာစပြီးအခက်အခဲမျိုးစုံကိုကြုံတတ်သူများလည်းဖြစ်ပါတယ်။ ယ်အရွယ်ရလာချိန်တွင်လည်းတော်ယုံတန်ယုံကိစ္စများကိုခံနိုင်ရစိတ်ရှိတဲ့ခံနိုင်ရခြင်းလည်းရှိတဲ့သူတွေဖြစ်ပါတယ်အရရာကိုလှိလာလိုက်စားလို့စိတ်စူးစမ်းလို့စိတ်လည်းရှိပါတယ်ဘဝတွင်လည်းပြောင်းလဲခြင်းများစွာတွေ့နေဒါကြုံတွေ့ရတတ်ပါတယ်ငွေရမြေမှာပြောင်းဆွေခြင်းနေထိုင်ရခြင်းရုပ်တရက်အိမ်အောင်ကြခြင်းမိဘများနဲ့ကွဲကွာရခြင်းညီကိုမောင်နှမတွေဆွေမျိုးများတွေနဲ့ကွဲကွာပြီးတော့နေထိုင်ရခြင်းတွေကြုံတွေ့တတ်ပါတယ်မိမိအပေါ်ကိုတင်စီသောစကားမာနထောင်လွှားပြီးတော့ပြောဆိုသောစကားများကိုမှတ်ခမ်းခြင်းတဲ့သူတွေဖြစ်ကြပါတယ်အများစုကချက်ချင်းပြန်တုတ်ပြန်တတ်ကြ ြပါတယ်။တခုတတိဒါယမာကလူနက်ကပိုင်စင်တွေကကို့ဘော်မကောင်းတင်လိုက်ခင်ငြင်းခံလေးမရှိပါဘူး။ပြန်တုတ်ပြန်လိုက်ရမှာကျဉ်တဲ့လူစားဖြစ်ပါတယ်။ဒီတစ်ချက်တော့ယန္တိဒါယမာဖြစ်ပါတယ်။သူဆိုးလို့ကိုဆိုးလိုက်ရင်ကိုပါပြည့်စစ်သူဖြစ်တတ်ပါတယ်။ဒါကြောင့်သူဘလောက်ပဲဆိုဆိုတိခဏနိုင်တယ်ဆိုရင်တော့အောင်မြင်မှုပန်းနိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်။လူနက်ကပိုင်စင်တွေကညံ့ညံ့တွေးလဲအရန်ကောင်းတဲ့သူတွေဖြစ်ပါတယ်။ဘဝဘေးပညာကိုပန်းပိုင်နိုင်နိုင်ကျွမ်းကျင်တော့သူများဖြစ်ပါတယ်။ထူးခြားချက်မှာအချက်သေးသေးတွင်ပင်အခွင့်အလမ်းကိုရအောင်စာပွေတက်တဲ့သူတွေ ွေဖြစ်ကြပါတယ်အကြောင်းအရာတစ်ခုကိုအမြဲတမ်းလိုလိုစဉ်းစားနေတတ်တဲ့သူတွေဖြစ်ကြပါတယ်မိမွေဖမွေတန်ကိုတူကိုချုံလိုသူများဖြစ်ကြပါတယ်ဘဝပေအရာလဲဒုက္ကဋ္တပုံစံမျိုးကိုတားဖြစ်လာတတ်ပါတယ်များသောအားဖြင့်ညီကိုမောင်နှမတွေနဲ့မတည့်တတ်ပါဘူးမိသားစုနဲ့လည်းအဆင်မပြေတတ်တဲ့သူတွေဖြစ်ပါတယ်ချစ်တူကြီးစားများပြားတတ်ခြင်းတို့မဟုတ်အချစ်ရဲ့အိမ်တော်ရဲ့ဘက်မှာအပြိုင်ဆယ်များကိုကျုံတွေ့ရတတ်ပါတယ်နောက်ဆုံးပြိုင်ဆရာမရှိရင်ချစ်တူချင်းချင်းလင်မယားချင်းချင်းကိုအပြိုင်ဆိတ်ဆိုခြင်းအပြိုင်ဆိုင်စိတ်ကောင်းတတ်တဲ့သူတွေဖြစ်ပါတယ်ဘဝလုပ်ငန်းများတွင်ပညာရေးလုပ်ငန်း န်းများထက်စီးပွားရေးလုပ်ငန်းကပိုပြီးတော့အကျိုးပေးတတ်ပါတယ်။ဒါကြောင့်လူနှက်ကပ်ပိုင်စင်တွေကစီးပွားရေးလိုစောက်ချပြီးတော့လုပ်တတ်ပါတယ်။လူနှက်ကပ်ပိုင်စင်တို့ကြီးလိုက်နာရမယ့်ချက်များနံပါတ်၁စကားပြောမာကျော်သူဖြစ်ရင်တိမ်မွေးစွာပြောဆိုပါစကားပြောပညာနဲ့ငကိုရှိပြီးသားဘဝကိုပေါင်းဆက်လိုက်မယ်ဆိုရင်လူများအားကိုအားထားသူဖြစ်လာမှာဖြစ်ပါတယ်။အောင်မြင်ရေးအတွက်လည်းအထောက်ပံ့များဖြစ်ပါလိမ့်မယ်။ထို့ကြောင့်စကားမမပြောခြင်းကိုဆောင်ကျင်းပါခင်ဗျာ။နံပါတ်၂အတိုက်ခံသဘောမျိုးတွေကိုဆောင်ကျင်းပါပြန်လည်တုံ့ပြန်ခြင်းတဲ့ ဥပိ္ပခာပြုလိုက်ခြင်းကထင်မှတ်မထားသောကြော်စုံမှုတွေကောင်းတင်းများတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်။နံပါတ်၃စိတ်ကိုညင်အောင်ထိန်းချုပ်ပါ။ကျုပ်တရက်တုတ်ပြန်မပြောခင်စိတ်ကိုညင်အောင်ထိန်းချုပ်ပြီးမှပြောဆိုပါကပုံမိုးကောင်းမွန်လိမ့်မယ်။နံပါတ်၄စိတ်နှလုံးအားဖြင့်ကောင်းမွန်တော်သူဖြစ်တဲ့ပြည်စကားပြောဆိုကိုစင်တင်စွာပြောဆိုနိုင်ခြင်းပင်လူနက်ကပ်ပိုင်ရှင်တို့အတွက်ထိတ်ဆုံးရောက်မဲ့ပန်းတိုင်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။အခုလိုမျိုးမအားတဲ့ကြောင့်ကနေကြောက်ရဲ့ဗီဒီယိုကိုအစားကနေစုံလက်ကြည့်ပေးတဲ့အတွက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျုံမိတ်ဆွေတွေနှစ်အစားကနေနှစ် ည့်စုံကောင်းတော်နမိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချေတဲ့ပြည့်စုံပြီးပြောစွင်တော်မိတာစုဘွားတွေပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာတူယိုမြင်တာနဲ့ဝေးမြခြင်းရှယ်ခြင်းမြင့်ကုလူယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်နောက်ဗီဒီယိုတွေမှာနှက်ခတ်တွေရဲ့အိမ်တော်ပြုတ်တိမပြုတ်တိကိုကျွန်တော်စစ်ဆေးပေးပါမယ်ကိုယ့်ရဲ့နှက်ခတ်ကိုတရားမှတ်ထားဖို့ရန်ရည်ကြည့်ပါရခင်ဗျာကျွန်ရဲ့ channel ကို subscribe လုပ်ရချက်လောက်ထားပေးပါဘေးကခေါင်းလောက်နဲ့ချက်နှိပ်ထားပေးပါလို့ကျွန်တော်ကူညီတောင်းချင်ပါတယ် Facebook page ကနေကြည့်ရတဲ့သူတွေကလည်း follower လေးကိုတစ်ချက်လောက်လေးနှိပ်လိုက်ပါဗီဒီယိုတစ်တစ်တင်တိုင်းတည်အောင်လုပ်ပါခင်ဗျာကျော်စွင်တော့မိသားစုဝင်တွေ bài dạy này chào bà sĩ khám nhau.